အညာငယ်ဆယ်ရောအားလုံးပဲမင်္ဂလာပါဆက်နမရတော့နန္ဒစင်တန်ဖြစ်ပါတယ်တတော်များကြတော့ပြောလီဆမ်လို့တည်ထားကြတယ်ဗောနော်ဆမ်ဆိုတာကြတော့ကိုရီးယားလို teacher ဆိုတဲ့အဓိပ္ပာယ်ပြောလီဆိုတာဆမ်ရဲ့နာမည်ဗောနော်အခါကြတော့ပြောလီဆမ်ဆိုရင်ဒါ teacher ပြောဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီအဲ့တော့အခုအစပြီးရောဆမ်နဲ့တူတူကိုရီးယားစာကိုလေ့လာကြတော့မယ် ုတ်ပြီပါရာစကားတစ်ခုကိုလေ့လာတော့မယ်ဆိုရင်အရင်ဆုံးဂျီနဲ့တရနဲ့တီးမရမယ်ပေါ့နော်ရေတက်ဖတ်တက်တော့မှတစ်စက်မီတစ်စက်ဆက်ပြီးတော့လေ့လာတော့လို့ရရလေနော်အဲခါကျတော့ဒီနေ့အခုအချိန်ကကျတော့စမ်နဲ့တူတူကိုရီးယားရဲ့ဂျီတွေကိုလေ့လာကြမယ်ဟုတ်ပြီကိုရီးယားမှာဂျီဘယ်နှလုံးရှိလဲဆိုရင်အလုံးပေါင်း16လုံးရှိတယ်ဂျီ16လုံးရှိတယ်အဲခါကျတော့ဒီနေ့စမ်နဲ့တူတူဒီရဲ့ဂျီ16လုံးကိုလေ့လာကြမယ်ပေါ့နော် ဟုတ်ပြီ။အရင်ဆုံးဒီတစ်ချောင်းကိုကြည့်ကြည့်မယ်။ဒီရဲ့အပေါ်တစ်ချောင်းကိုဆက်နေတူတူအရင်ဆုံးလေ့လာမယ်။အရင်ဆုံးဒီစာလုံးလေးပေါ့နော်။ဒါလေး။ဟုတ်ပြီ။ဘလို့ရေးလိုက်ပါကြည့်ကြည့်မယ်။သူ့ရေးပုံရင်းလေးကတံမျိုးလာတယ်ပေါ့နော်။မနမတက်လိုက်မယ်။နံပါတ်1။ဟုတ်ပြီနော်။ပထမဆုံးစာလုံးလေးကဒီစာလုံးလေးအတန်ထွက်ကကားလို့ထွက်တယ်မြန်မာလို့ကားပေါ့နော်မြန်မာလို့ကားလို့ထွက်ပါတယ်ဘလို့ရင်းလဲဆိုရင်ကြည့်ကြည့်မယ် ်ပြီးတော့အရင်သွားမယ်သွားမယ်အောက်ပြီးပြီးရင်အောက်ကိုဆွဲချမယ်ဒီလိုမျိုးလေးပေါ့နော်ဒါမျိုးလေးဒါလေးကကားလို့အတန်ထွက်တယ်ဟုတ်ပြီဒီကားလေးကိုဆက်မလက်တူတူငားလုံးလောက်ရေးမယ်တူရေးမယ်နော်ကပြီးတော့သွားမယ်အောက်ကိုဆွဲချမယ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 ်ကအဲ ရမယ်နော်ကကလို့ဖတ်တယ်အဲ့ဆိုရင်ဒီကလေးကိုရပြီအဲ့ဆိုရင်နောက်တစ်လုံးဟုတ်ပြီဒုတိယမြောင်းစာလုံးလေးကကြတော့ဒီလိုပုံစံလေးတွားကြတော့အပေါ်ကနေဆွဲချမယ်ဘေးကိုတွားမယ်အပေါ်ကနေဆွဲချမယ်ဘေးကိုတွားမယ်အတန်ထွက်ကနှနှနှလို့ဖတ်တယ်အဲ့တော့ အပွားနဲ့ဆွဲမယ်ဘီယိုတွားမယ်နှအပွားနဲ့ဆွဲမယ်ဘီယိုတွားမယ်နှအဲ့တော့ဒါလေးကိုစနစ်တူတူငါလုံးနောက်လိုက်ရေးမယ်နှဟုတ်ပြီနော်တူတူရေးမယ်နော်နှအပွားနဲ့ဆွဲချမယ်ဘီယိုတွားမယ်နှအပွားနဲ့ဆွဲချမယ်ဘီယိုတွားမယ်နှဆွဲချမယ်ဘီယိုတွားမယ်နှတတဲ့လေးဆွဲမယ်ဘီယိုဘီယိုတွားမယ်နှရမယ်နော်ဒီလိုပုံစံလေးอ่ะနှ အဲ့ဆိုရင်ဒီနလေးကိုလည်းရမယ်လို့ထင်ပါတယ်အဲ့ဆိုရင်သုံးလုံးမြောက်ဟုတ်ပြီဒါလေးကစမ်ခုနာတော့ငါနာလို့ဖတ်ခဲ့တယ်ဟုတ်ဒါလေးကနာနော်음နာလေးကိုမှစမ်ကအခုအပွားနေဒါမျိုးလေးပိတ်လိုက်မယ်ဒါလေးမျိုးလေးဆိုရင်ဒါဖြစ်သွားပြီဒါရေပုံရေနီးယားဒီလိုမျိုးမရေရဘူးနော်ဘယ်လိုရေရမလဲဆိုရင်အပေါ်ကနေတခါလဲဆွဲချရမယ်။ဒါမျိုးလာမယ်ဒါမျိုးဆွဲမယ်ဘီယိုဒါမျိုးပြတ်သွားမယ်။ ါလေရဒရမယ်နော်ဒီလိုမျိုးလေးတွားတယ်ဒဒဒဟုတ်ပြီဒီရဒလေးကိုလည်း7မိနစ်တူတူငါလုံးလောက်လိုက်ရေးမယ်ဒဒဒဒဒရမယ်နော်နှာလေးကို ထိတ်ကနေပိတ်လိုက်မယ်ဆိုရင်ဒါဖြစ်သွားတယ်နာလေးကိုထိတ်ကနေပိတ်လိုက်မယ်ဆိုရင်ဒါဖြစ်သွားတယ်။ရမယ်နော်။ ဲ့တော့သုံးလုံးရပါပြီဂာနာတဟုတ်ပြီအဲ့တော့နောက်ထပ်၄လုံးမြောက်၄လုံးမြောက်လေးကပါလိမ့်လဲဆိုလို့ရှိရင်ဒါလေးကဒါလေးနော်ဒါကိုဘေးကနေပြန်ပေးလိုက်မယ်၄တောင်၃လေးဖြစ်သွားပြီအဲ့ဒါဆိုရင်မမလို့အတန်းထွက်တယ်မဟုတ်ပြီရေးပုံရင်းကြီးလေးက၄တောင်၃လေးပဲဗောနော်ဒါမျိုးလာမယ်ဒီလိုမျိုးပြတ်ဆွဲမယ်အောက်ကနေပြန်ပိတ်မယ်ဒါလေးကမှ ဟုတ်ပြီအဲ့တော့ဒီမလေးကိုလည်းစနေတတူ၅လုံးလိုက်ရေးမယ်မှဟုတ်ပြီ၄တောင်၃လေးဆိုရင်မှ၄တောင်၃လေးဆိုရင် မှလို့မှတ်ထားမယ်မှမှမှဟုတ်ပြီနော်ရေးမယ်နော်မှစမကအခု mouse နဲ့ရေးရခါကြတော့တိတ်ပြီးမလောက်ဘူးပေါ့နော်ဟုတ်ပြီလောလာလေးရေးမယ်နော် မှအဲဆိုရင်ဒီမောက်လည်းနားလည်းမယ်လို့ထင်ပါတယ်အတန်ထွက်ရမယ်နော် နောက်တစ်ခုငါးလုံးမြောက်ကကြတော့ဒါမျိုးလေးရေးမယ်ဒီလိုပြန်လာမယ်ဒီလိုလေးတွားတယ်ဒါလေးကိုဆမ်နိုကရလို့ဖတ်တယ်ရသူကမြန်မာတန်ထွက်ဆိုရင်ညာကောင်းနဲ့လာနဲ့ခြားတဲ့အတန်အင်္ဂလိပ်အတန်ထွက်ကပို့ပြီးရယ်အင်္ဂလိပ်အတန်ဆိုရင် အာအတန်လေးပေါ့နော်ရလို့ဖတ်တယ်ရရရဘလို့ရင်းလဲဆိုရင်ဒီမျိုးတွားမယ်ပြီးပိတ်မယ် ဒီလိုပြန်လာမယ်ဒီလိုပြန်ဆွဲမယ်ဒါလေးကရရရရမယ်နော်ရရရဒါမဲ့ဖဲရအတန်ထွက်ခတ်တယ်ဆိုလို့ရှင်လဲဒီရကောက်ပြပြလအဖြစ်ပေါ့နော်ရဒါမဲ့အဲ့တော့အဲ့အတန်ထွက်တော့မရှိဘူးတိလားဒါမဲ့လည်းနည်းနည်းလေးမှတ်ရခတ်တယ်ဆိုလို့ရှင်လဲอืมလာလို့မှသာလဲအဆင်ပြေပါတယ်လာပေါ့နော်ရတကယ်အတန်ထွက်ကားကြတော့ရဒါပေမဲ့ အတန်ထွားခတ်တယ်ဆိုရင်လှလို့မထားလိုက်လဲအဆင်ပြေတယ်။အဲဆိုရင်ဒီလှလေးလည်းရမယ်နော်။ရပ်။ပြီးအဲ့တော့ခု အခုတင်လိုက်တာ၅လုံးရှိသွားပြီ။တစ်ခေါက်ပြင်ပြောကြည့်မယ်။ဘာတွေလဲ။ကနာတာရာမဟုတ်ပြီနော်။ကာနာတာရာမကနာတာရာ မဟုတ်ပြီနော်ဒါလေးရမယ်အဲဆိုရင်နောက်လက်တစ်လုံးဆက်တင်မယ်အခုဆက်တင်မယ်ဆာလုံးလေးကတော့6လုံးမြောက်ဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးလေးဒါလေးကဘာလို့ဖတ်တယ်ပဘာကုန်ပပဘလိုရင်းလဲဆိုရင် အပွားနေဆွဲမယ်ဘေးကိုတွားမယ်အပွားနေပြန်ဆွဲလာမယ်ဘေးကိုပြန်တွားမယ် ုတ်ပြီအဲ့ဆိုရင်ဒီပလေးကိုဆက်နေတူတူငါးလုံးလောက်ရေးမယ်ပတိုက်ရေးမယ်နော်ပပပပဟုတ်ပြီဆက်ငါအပေါ်မှာမောက်စ်နဲ့ရေးနေခါကျတော့ဆလုံးကကြီးလိုက်တေးလိုက်ဖြစ်နေပါဘောနော်လလလေးရေးမယ်နော်ပဟုတ်ပြီအဲ့ဆိုရင်ဒီရဲ့ပလေးကိုလည်းတန်ထွက်ရမယ်ထင်ပါတယ်နောက်တစ်ခုခုနှစ်လုံးမြောက် ခွန်လုံးမြောက်ကကြတော့ဒီလိုပုံစံလေးဒါလေးကစလို့ဖတ်တယ်စစဘလူရီလဲဆိုရင် အပေါ်ကနေဆောင်းဆောင်းလေးဆွဲလိုက်မယ်ဒီပေကိုပြန်ဆောင်းမယ်စဒါမို့လို့တွားမယ်ဒီလိုပြန်တွားမယ်စဘနစိတ်တဲ့ပုံစံရေးလို့ရတယ်တဲ့တဲ့လေးဆွဲပြီးတော့မှဘေးကိုဆောင်းပြီးတော့ဒီဘက်ဘေးကိုပြန်ဆွဲရတယ်လို့တခါတဲ့အလိုဆောင်းလာပြီးတော့ဆွဲလဲရတယ်နှစ်ခုလုံးအဆင်ပြေတယ်အတန်ထွက်ကစ เอาปีนะไอ้โดสมงาจะเราสร้างรีเบสตัวไอ้โดไหมสักยามไหเนาะสักสักเอาปีนี้ที่ใส่เลยยามไหมเนาะอ่ะส่วนยังนักเรียลงชิลลงเนาะชิลลงเนาะยก็พาเลยสวยังทาเลียสากเลยเนาะสากเลียวมาอ่ป้อนเลไปไล่แม่สวยชาบชิดวาเลยชาบชิดวาไปชาหยับก้าหยับเป็ดชาบเนาะ ောက်ပြီးတော့ကြာဖြစ်သွားပြီကြာအတန်ထွက်ကကြာဘလို့ရင်းမလဲဆိုရင် အပွားနေဆွဲမယ်အောက်ကိုလာမယ်ဘေးကိုပြန်သွားမယ်ကြာဒီလိုမျိုးလေးပေါ့နော် အပွားနေတခါလဲဆွဲချမယ်ဘေးကိုပြန်သွားမယ်ကြာလို့ဖတ်တယ်ကြာကြာဟုတ်ပြီနော်ဒါလေးကိုငါးလုံးလောက်လိုက်ရေးမယ်ကြာကြာကြာ จากเขาไปเนาะเศร้าอ่ะสะเนาะเศร้ากูอปอานี่ทมาไปไล่แม่สไว้จาผิดวัาเลยจากอ่นสวยตาดีเลยยามเนาะจากเขาปีอคุเสจิเมสาลงเรียจารอกูลงเมียผิดว่าปีกูลงเมียตาลีก็บาลีเลยตาลีก็สะอ่ะปอมา ပိတ်လိုက်မယ်ဆိုရင်ချချားကိုမှထိတ်မှအဆန်သေးလေးတင်လိုက်မယ်ဆိုရင်ချဖြစ်သွားပြီချဟုတ်ပြီနော်ချလေးကိုအပေါ်မှာအဆန်လေးတင်လိုက်မယ်ဆိုရင်ချဖြစ်သွားတယ်ဘလို့ရင်းလဲဆိုရင်အပေါ်ကအဆန်လေးကိုအရင်ရေးမယ်ပြီးတော့မှဒီလိုမျိုးလေးဆွဲမယ်ဒါလေးကချချချဟုတ်ပြီနော်ဒီချလေးကိုလည်းလိုက်ရေးမယ်ငါလုံးလောက်ချဘလို့ရင်းလဲ သူ့ချောင်းလေးအရင်တင်မယ်ပြီးရင်အောက်ကနေခြောက်ပုံစံရေးလိုက်မယ်ပေါ့နော်အဲဒါဆိုရင်ခြဖြစ်သွားပြီရမယ်နော်ခြဟောပြီးနောက်တစ်လုံးအခုက10လုံးရှိသွားပြီပေါ့နော်10လုံးမြောက်အော်10လုံးမြောက်ကကြတော့စမနုအရင်တော့ဘလို့တင်ခဲ့လဲဒါလေးကမှလို့တင်ခဲ့တယ်နော် မှလေးလောက်၃လေးကမှ ဟုတ်ပြီအခုကဝိုင်းဝိုင်းလေးဆွဲလိုက်မယ်ဝါလုံးပုံစံလေးဆွဲလိုက်မယ်ဒါဆိုရင်အဖြစ်သွားပြီအဟုတ်ပြီနော်ဝိုင်းဝိုင်းလေးဝါလုံးဆွဲသုံးညဆွဲပေါ့နော်အပွားဆွဲအောက်ကဆွဲအစင်ပြေဟုတ်ပြီနော်အတန်ထွက်လေကအလို့ထွက်တယ်အဝါလုံးလေးပေါ့နော်အဟုတ်ပြီနော်အဲလေးတော့သုံးလေးဆွဲမှဝါလုံးလေးဆွဲအဟုတ်ပြီနော်ဝိုင်းလေးပေါ့နော်အဲ့ဆိုအဲ့ဝိုင်းလေးကိုလေငါးလုံးလောက်ဆွဲမယ်ဝါအော်ဝါမဟုတ်ဘူးအာ เอาไปนึงอ่ะว่าเราปูสันลิแต่เป็นแม่อัตันทวากอาลุทวักเองอ่ะอาเซนทาริยาไหมเนาะอาเซนสมนุดิงแค่ลีเปลียนจิตไหมทาริกา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 ทาริกานานานาทาริกา าลิกะระระระมามามาทาลิกะจะรปะปะปะทาลิกะสะสะสะทาลิกะอะอะอะทาลิกะจะจะจะ ဒါလေးကခြခြခြရမယ်နော်ခာနာတာရမာပါစအာဇာခြအဲ့လိုကြမယ်နော်ခာနာတာရမာပါစအာဇာခြခာနာတာရမာပါစအာဇာခြအဲ့ဆိုရင်ဒီအပေါ်ကစလုံးလေးကိုရမယ်လို့ထင်ပါတယ်။ဒါဆိုရင်အောက်ကကိုလုံးကျန်တာဆက်ကြည့်မယ် ဟုတ်ပြီအကွာဘယ်နှလုံးမြောက်လဲ၁၇လုံးမြောက်ပေါ့နော်၁၇လုံးဖြစ်သွားပြီဟုတ်ပြီခုတော့ဒါလေးကိုပြန်ပြန်ကြည့်ကြည့်မယ်ဒါလေးကဒါလေးကကာလို့ဖတ်တယ်နော်ကာလို့ဖတ်ခဲ့တယ်ကဟုတ်ပြီကာလီယိုမှာဆမ်နောကအစံလေးထိလိုက်မယ်ဆိုရင် ခဖြစ်သွားပြီ ခရမနော်ခရေးမယ်ပြီးရင်ဒုတ်ချောင်းလေးအစံလေးပေါ့နော်ထိလိုက်မယ်ဆိုရင်ခခ ခဟုတ်ပြီဒီခလေးကိုဆက်နေတူတူငါလုံးလောက်ရေးမယ်ခဟုတ်ပြီသမလေးရေးမယ်ခခလေးကို အစံထဲမယ်ခခလေးကို အစံထဲမယ်ခခလေးကိုအစံထဲမယ်ခခလေးကိုအစံထဲမယ်ခ ရမယ်နော်အတန်ထွက်ကခ ခရမယ်နော်ခ ဟုတ်ပြီနောက်တစ်ခုဆက်ကြည့်ကြည့်မယ်ဒါလေးကခဟုတ်ပြီနော်ခဒါလေးကခခကိုစနုနှလုံးပူးလိုက်မယ်အဲ့လိုနှလုံးပူးလိုက်မယ်ဆိုရင် ကဖြစ်သွားတယ်ကခကိုနှလုံးပူးရင်ကဟုတ်ပြီနော်ရမယ်နော်အဲ့တော့ကလေးကိုလည်းကရေပုတ်ရေနည်းလေးတလုံးချင်းစီရေးပေးရမယ်နော်ဒါမျိုးလေးလုံးချင်းစီရေးပေးရမယ်နော်အဲ့လိုပုံစံဖြစ်ရင်ပြီးရောဆိုပြီးရောလေးဒီလိုမျိုးရေးလို့မဖြစ်ဘူး ဒီလိုမျိုးဆွဲပြီးတော့အဲ့လိုနှချောင်းချစ်လို့လည်းမရဘူးเนาะ။ဒါမျိုးဆွဲပြီးတော့ထိုင်မလို့လည်းမရဘူးเนาะ။တလုံးချင်းစီလေးပေးရမယ်เนาะ။အတန်ထွက်ကကကကိုနှလုံးပူးလိုက်ရင်ကဖြစ်သွားတယ်။ကကိုနှလုံးပူးလိုက်ရင်ကဖြစ်တယ်။ကကိုနှလုံးပူးလိုက်ရင်ကဖြစ်သွားတယ်။ရမယ်เนาะ။နောက်တစ်ခေါက်ပြန်ပြောမယ်။အဲ့တော့ခုလိုဘယ်နှလုံးရှိသွားလဲ။ဒါက၁၂နှလုံးမြောက်ပေါ့เนาะ။ဒီဒါလည်းဘာလဲလဲ။ ခလေးခါကိုမှအစံထဲမယ်ခခါကိုနှလုံးပူလိုက်မယ်ကရမယ်နော်ခါခါကဟုတ်ပြီအစံရမယ်နော်အိုးပျောက်သွားရောဟုတ်ပြီစัจကြည့်မယ်ခခခရပြီဆိုရင်အခုစက်တင်ဘာလရကြတော့ဘယ်နှလုံးရှိသွားလဲ စတစ်စနစ်အကွာ73လုံးမြောင်ပေါ့နော်။ဒါလေးကပါလေးလဲ။ဒါလေးကဒါဟုတ်ပြီနော်။ဒါလို့တင်ခဲ့တယ်။ဟုတ်ပြီ။ဒီရဲ့ဒါလေးကိုစံနွားအစံနဲ့ထည့်လိုက်မယ်ဆိုရင်ထဖြစ်သွားတယ်။ထ။ရမယ်နော်။ဒါလေးကိုအစံထည့်လိုက်မယ်ဆိုရင်ထဖြစ်သွားတယ်။ထ။ဒါပေမဲ့ရေးပုံရေးနေရဒါကိုရေးပြီးတော့မှ အလိုထင်းမာတယ်ဘလို့ရမလဲဆိုရင်ထုတ်ချောင်းနှချောင်းအင်းဆွဲမယ်ပြီးမှအပွားနေအလိုပိတ်ချလိုက်မယ်ပေါ့နော်ဒါလေးကထရမယ်နော်ထထဟုတ်ပြီအဲဆိုရင်ဒီထလေးကိုစနစ်တူတူငါလုံးလောက်ရေးမယ်ထထဒါလေးကိုအစံထည့်လိုက်မယ်ဆိုရင်ထဖြစ်သွားတယ်ထဤပုံစံလေးပေါ့နော်အင်္ဂလိပ်အင်္ဂလိပ်လိုဤပုံစံလေးဟုတ်ပြီထ ထထအဆင်ထလေးကိုရမယ်နော်ဟုတ်ပြီအဆင်ဆက်လေးလုံးမြောက်ဆက်လေးလုံးမြောက်ကကြတော့ဒါလေးကိုနှလုံးပူးလိုက်မယ်ဒါလေးကိုနှလုံးပူးလိုက်မယ်ဆိုရင်တဖြစ်သွားတယ်တဒါကိုနှလုံးပူးရင်တဖြစ်သွားတယ်ဘယ်လိုရေးမလဲဒါမျိုးလေးရေးမယ်တလုံးချင်းစီပဲရေးမယ်နော်ဒီလိုမျိုးလေး ဒါလေးကတာပေါ့နော်ဒီပုံစံဖြင့်ပြီးရောဆိုပြီးရောဒီလိုမျိုးလုပ်ရင်မှားတယ်နော်တလုံးချင်းစီခေးပေးရမယ်ဟုတ်ပြီအဲ့တော့တာလေးကိုပြန်ရေးမယ်တာလေးကိုဒါမျိုးလေးကတာရမယ်နော်တာဟုတ်ပြီတလားလေးရေးမယ်တာအစင်းတိုင်းလေးရမယ်နော် ။နောက်တစ်ခေါက်ပြန်ပြောမယ်။နောက်တစ်ခေါက်ပြန်ပြောမယ်။ဒါလေးကဒါ။ဒါကိုအလဲမှာအစံထည့်လိုက်မယ်ဆိုရင်ထဖြစ်သွားတယ်။ဟုတ်ပြီ။ဒါလေးကိုနှလုံးပူးလိုက်မယ်ဆိုရင်တဖြစ်သွားတယ်။ဒါတော့ဒါထတာပေါ့နော်။ဒါထတာ။ဟုတ်ပြီ။နောက်တစ်လုံး၅လုံးမြတ် ။နောက်ထပ်15လုံးမြောက်ပေါ့နော်။အဲ့ရလေးကဘာလဲလဲဆိုရင်ဒါကစမလို့ခုနတော့ကဘာလို့တင်ခဲ့တဲ့ဟုတ်။ဘာလို့တင်ခဲ့တဲ့အဲ့ရဘာလေးကိုအခုနှလုံးပူးလိုက်မယ်။အဲ့ဒီပါလီကိုနှလုံးပူလိုက်မယ်ဆိုရင်ပဖြစ်သွားတယ်ပပရမယ်နော်ဒီမှာသတိထားမှာကြောက်လေပါကိုဒါမျိုးလေးရေးတဲ့ဟုတ် ပါကိုဒါမျိုးရေးရင်အဲ့ခါကျတော့ပါကိုသူရဲ့နှစပါဆိုပြီးတော့ဒီလိုမျိုးရေးရင်မှားတယ်ဗောနော်ဘာလို့လဲဒီပါလေးကဒီပါတလုံးစာနဲ့ညီတွင်ညီမလေးဖြစ်ရမယ်ဗောနော်နည်းနည်းတသေးလေးရေးပေးဗောနော်ပါရေးတဲ့အချိန်မှာနည်းနည်းလေးကယူဆိုင်ပေးဟုတ်ပြီနော်တသေးလေးပဲရေးပေးရမယ်အတန်ထွက်ကပါနောက်တစ်ခေါက်ထပ်ပြောမယ်ပါကိုနှလုံးပူလိုက်မယ်ဆိုရင်ပါဖြစ်သွားတယ် နော်ဒီမှာရတူတူပဲဒီလိုမျိုးလုပ်ပြီးတော့ဒီမျိုးလုပ်ရင်မှားပါတယ်အလုံးချင်းစီရေးပေးရမယ်ပေါ့နော်အလုံးချင်းစီရေးပေးမယ်ပူလေးပေါ့နော်အရမယ်နော်ပြီးတော့အဲဆမ်ငါလက်ရေးအရင်တော်တဲ့ခါကျတော့ရေးရအရင်ကြားတဲ့ခါကျတော့ပေါ့နော်လက်ရေးတိတ်မလောက်ဖြစ်နေပြီးတော့ mouse နဲ့လည်းဆွဲတဲ့ခါကျတော့အရင်မလောက်ပေါ့နော်စာအုပ်ထဲမှာတော့လက်လာလေးဆွဲမယ်နော်ဒါလေးကပတ် ရမယ်တော့ပဟုတ်ပြီနောက်တစ်ခုစစ်စစ်မယ်ဒါမျိုးလေးတွားမယ်ဒီလိုလာမယ်ဒီလိုပြန်ပိတ်မယ်ဒါလေးကဖလို့ဖတ်တယ်ဖဖဖပါပေါ့နော်ဖဘလို့ရင်းလဲဒါမျိုးတွားမယ်ဒီလိုမျိုးဆွဲမယ်ပြန်ပိတ်မယ်ဒါလေးကဖဟုတ်ပြီဖလေးကိုလည်းငါးလုံးလောက်ရင်းမယ်ဖဖ ผาผะยามเนาะปะผะปะอาเซดน้าเลยไม่รู้ทำอะไรอาเซดอกูสักคนนึงลงยาวชิบิบ่เนาะอ่าอกูสักคนลงยาวก็บ่ได้เลยဆိုလို့ရှင်ถ้าเลก็สมโนสาลุตินแค่ได้ဟုတ်စာလို့တင်ခဲ့နော်။อืมဒါလေးကိုနှလုံးပူးလိုက်မယ်။ နှလုံးပူးလိုက်လေသူကစပဲအဲ့တော့မြန်မာမှာလည်းစလိန်နဲ့စလုံးနဲ့မကွဲတလို့ကိုရီးယားမှာလည်းစလိန်နဲ့ဒီစနဲ့စနဲ့မကွဲဘူးပေါ့နော်အဲ့ခါကျောင်းနှစ်ခုလုံးကစလို့ပဲအတန်ထွက်မဲ့ပြက်နာမရှိဘူးဟုတ်ပြီနော်မြန်မာမှာလည်းစလိန်နဲ့စလုံးနဲ့မကွဲတလို့ကိုရီးယားမှာလည်းမကွဲကြဘူးပေါ့နော်မကွဲလဲဘာဖြစ်ဘူးဟုတ်ပြီနော်အဲ့တော့ရေးပုံရင်းနေလက်ကြည့်မယ်နော်အမ်ဒီလိုမျိုးလေးပဲနှလုံးပူးလိုက်ရင်ရပြီဒါလေးကလည်းစပဲ ။တစ်လုံးနဲ့လဲစပဲ။နှလုံးပူလိုက်လဲစပဲ။ရမယ်နော်စ။စ။ဟုတ်ပြီစ။အဲ့တော့စလေးလဲရမယ်နော်။ဟုတ်ပြီ18လုံး။အာ18လုံးမြောက်ကကြတော့ဒါလေးကိုဆမ်နိုကအလို့တင်ခဲ့တယ်ဟုတ်အလို့တင်ခဲ့တယ်ဟုတ်ပြီ ဒီရဲ့ဝါလုံးလေးပေါ်မှာတုတ်ချောင်းနှစ်ချောင်းတင်လိုက်မယ်ဆိုရင်ဟဖြစ်သွားတယ်ဟမြမတန်ထွက်ဟရမယ်နော်ဟအော်ရေပုံရေနေရာဆိုတော့အပေါ်ကနေစာရေးမယ်နော်ဘယ်လိုရေးမလဲဆိုရင်ဒါမျိုးလေးဆွဲမယ်ဒါမျိုးလေးတွားမယ်ပုံဝိုင်းလေးပြန်လာမယ်။တွားရေပုံရင်ညာ၃မျိုးရှိရနော်။တသက်လေးဆွဲလို့ရတယ်။အာဆက်ဆောင်လေးလည်းဆွဲလို့ရတယ်။ကြိုက်တာဆွဲပေါ့နော်။ဒါပေမဲ့ခူကတော့စမကတော့ဒီရဲ့ဟာလေးကိုပိုကြိုက်တယ်။ ဟုတ်ပြီဘလို့ဆွမ်းလဲဆိုရင်ခါမျိုးလေးတွားမယ်ခါမျိုးလေးပြန်လာမယ်ဟုတ်ပြီနော်အားရဲ့အပေါ်မှာတုတ်ချောင်းနှစ်ချောင်းတင်လိုက်မယ်ဆိုရင်ဟဖြစ်သွားတယ်ဟရမယ်နော်ဟဟဟုတ်ပြီဟအဲ့တော့ဟလေးလည်းရမယ်လို့ထင်ပါတယ်16လုံးနောက်ဆုံးတစ်လုံးနောက်ဆုံးစာလုံးလေးတကောက်ဖိုင်လဲဆိုရင်တကောက်ခူ စမလို့ခုနကတော့တင်ခဲ့တယ်။ဒါလေးကချာလို့တင်ခဲ့တယ်ပေါ့နော်။ဒါလေးကချာ။အော်ချာအပေါ်မှာ အဆန်တင်လိုက်မယ်ဆိုရင်ချာဖြစ်သွားတယ်။ချာလေးကိုနှလုံးပူးလိုက်မယ်ဆိုရင်ချာဖြစ်သွားတယ်။ဟွန်းချာ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 ဆက်တဲ့ကြမယ်နော်။နောက်တစ်ခေါက်ပြန်ပြောမယ်။ဒါလေးကချာချာကိုထိတ်မှအဆန်တုတ်ချောင်းလေးတင်လိုက်မယ်ဆိုရင်ချာဖြစ်သွားတယ်။ ကြားလေးကိုနှလုံးပူးလိုက်မယ်ဆိုရင်ကြားဖြစ်သွားတယ်။ရမယ်နော်။အဲ့တော့ဒီကြားလေးကိုဆက်နေတူတူတူရေးမယ်။ဒါမို့ဆွဲမယ်။ဒါမွေးလာမယ်။ပြားနေပြန်သွားမယ်။ဒါမို့လေးပြန်ချမယ်။အတန်ထွက်ကကြားကြကြရမယ်နော် ာချာချာပေါ့နော်ချာချာချာအဲဆိုရင်ဒီဆောင်လုံးလဲရမယ်လို့ထင်ပါတယ်အဲဆိုရင်ဆမ်နို16လုံးလုံးပြီးွားပြီပေါ့နော်နောက်မှတင်လိုက်တဲ့6လုံးကိုပြန်ကြည့်မယ်ဒါလေးကဘာလဲခခ ะ ปะ ปะ ปะปะยามันงทะเลอะสะสะสะตะเลกะหะหะหะตะเลอะจะ จะ จะ อ่ะสิทะเลยามันรู้ทำไมทะเลยาบินทักก็ที่สกุลโลมันัูนที่สกุลโลไม่ใช่ยามันรู้ทำไม အဲ့ဆိုရင်စမနိုနောက်တစ်ချိန်ကျရင်ပြန်တွေ့မယ်နော်နောက်တစ်ချိန်ကျလို့ရှိရင်စမကတရွာလေးတင်မယ်ပြီးနောက်ကိုရီးယားစာကိုတူတူလေးလာကြမယ်နော်အဲ့ဆိုရင်ဒေါမရှိကန်နဲ့တော့မနိုင်အောင်အညံ့